ဒီရပိုင်းမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူထောင်ပေါင်းများစွာဟာအမေတော်ဆန်းစုကြည်ကိုအိမ်မက်ထမ်းမှာတွေ့ကြလို့တတော်လေးကိုအမေစုပါဖြစ်တာလေဆိုပြီးတော့ထိတ်လန့်နေကြကြပါအဆိုဆုံးကတော့ဒီကနေ့ကိုခင်မောင်စုက ရောင်စန်းစုကြည်ရဲ့ဝိရင်ကရှောက်သွားနေသလားဆိုပြီးတော့ဆောင်းပါးသဘောသူအိမ်မက်ထဲမှာရောင်စန်းစုကြည်ကိုတွေးခဲ့တဲ့ကိစ္စနဲ့အပတ်သက်ပြီးတင်းလိုက်ရမှာတနိုင်ကလုံးဝပြည်သူတွေကကိုမေအောင်တွေမှာဟုတ်တယ်ကျွန်တော်လည်းအမိစုကိုတွေးခဲ့တယ်ဆိုပြီးတော့ မျိုးစုံပြောဆိုနေကြလို့ဘုဒ္ဓခါတော်ကတော့ဆန်းစုကြည်နေမကောင်းဖြစ်တဲ့ကိစ္စထွက်တာစီကောင်စီကတော့ဆန်းစုကြည်ကိုလူရှိမှလည်းဘလို့မထုတ်မပြဘူးတော့ဆန်းစုကြည်ဒီလားရှင်လားလေကျွန်တော်နေမသိရဘူးအသက်80ကျော်ရရှိပြီစီကောင်စီကတော့ဆန်းစုကြည်ဒီဆုံးတာကိုဖွက်ထားသလားဒါမို့ဒီချင်းတရားနဲ့ရင်ဆိုင်ကြုံတွေ့နေရလို့အခုလူမျိုးကြီးတွေကိုအိမ်မက်တွေပေးနေတာလားဆိုပြီးတော့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ် ကိုခင်မောင်စုရဲ့ဒေါန်ဆန်းစုကြည်ကသူ့ကိုအိမ်မက်ပေးတာဒေါန်ဆန်းစုကြည်ရဲ့ဝိညာဉ်နော်ရှောက်သွားနေသလားဆိုရဲကိစ္စကိုပြန်လဲပြီးတော့သူပြောပြခဲ့တဲ့နော်ဖြစ်စဉ်ကိုအိမ်မက်ထဲမှာတွေ့ခဲ့တဲ့ဖြစ်စဉ်ကိုပြန်လဲပြီးတော့ပိဿတွေကိုမျှဝေပေးခြင်းပါတယ်ကိုခင်မောင်စုကညလာအိမ်မက်တကူမတ်တယ်တဲ့ကျွန်တော်ညနေညစာစားနေတော့မှအမဒေါန်ဆန်းစုကြည်ရောက်လာတယ်တဲ့ကျွန်တော်ကထိုင်နေတာအမကမတ်တက်ရက်လျက်တဲ့ကျွန်တော်စားနေတာကအသားရင်းခွက်နဲ့ဟင်းဒီရင်းရဲ့သူ့ဆရာလေးတဲ့ကျွန်တော်ကပြောတယ်အမထိုင်လေး ညစာစမလားမအမကပြန်ပြောပါရတဲ့အမဟင်းဒီဟင်းရွက်ဆိုတိတ်ချိုက်တာတဲ့ကျွန်တော်ကထိုင်းနေရကနေကမန်ကရန်ချလိုက်တယ်တဲ့ဆလိုက်ရွက်နဲ့မွန်ကြီးရွက်စိမ့်တွေကိုရေးဆေးလိုက်တယ်တဲ့အဲ့ဒီချိန်မှာအမကမရှိတော့ပါဘူးတဲ့အပြင်ကိုထွက်သွားပြီတဲ့ကျွန်တော်သူ့နောက်ကိုလိုက်ပြေးသွားတယ်တဲ့အမသမီးမစားတော့ဘူးလားအခုဘယ်သွားမှာလဲအဲ့ဒီချိန်မှာအဲ့လိုမေးလိုက်တော့အဲ့ဒီချိန်မှာအမတော်ဆန်းစုကြည်ကကျွန်တော်ရက်နေတဲ့နေရာထက်မြင့်တဲ့မြက်ခင်းမြင်တစ်ခုပေါ်မှာတဲ့အချိန်ကညဘက်သို့ညနေခင်းဆိုတော့ လမ်းမီးတန်အလင်းဖြတ်ဖြတ်နော်ကျွန်တော်တို့နီနီချင်းချင်းအောက်မှာအမကကျွန်တော်ကိုတချက်လန်းကြည့်လိုက်တယ်တဲ့ကျွန်တော်ကထပ်မေးပါတယ်တဲ့အမတယောက်ထဲသွားမလို့လားတဲ့အဖေမပါဘဲနဲ့ဘယ်သွားမှလဲတဲ့အမကကျွန်တော်ကိုလက်မချီတော့ပါဘူးတဲ့နော်သူသွားမဲ့အရှိကိုပဲချီးရင်ပြောပါတယ်တဲ့ပြီးစမ်းရှိပါဦးတဲ့လူလေးရဲ့အချင်းတွေကိုအမချီးလိုက်ဦးမယ်ဆိုပြီးတော့ပြောပါတယ်တဲ့အဲ့လိုပြောရင်အမကနီညောရောင်မလင်းသလင်းညမောင်အောင်မှာမြကင်းပေါ်လမ်းလျှောက်သွားတယ်တဲ့ ကြည့်နေရင်မှာပဲသူသွားနေတာကနေနည်းနည်းမြန်လာတယ်တဲ့ခဏလေးနဲ့ကျွန်တော်မျက်စိအောက်ကပြောက်သွားရောတဲ့ကျွန်တော်ကဆွန့်အားပြီးခြံရခဲ့တယ်တဲ့အနာကိုရောက်လာတဲ့လူတချို့ကိုနော်လူငယ်တချို့ကိုကျွန်တော်ကအော်ပြောလိုက်တယ်တဲ့အမနောက်ကိုလိုက်သွားချပါဦးသူတယောက်တည်းကွာလူငယ်တယောက်ကအမဘယ်ဘက်သွားသလဲဆိုပြီးကျွန်တော်ညွှန်ပြတဲ့ဘက်ကိုဖြေးချွတ်သွားတယ်တဲ့ကျွန်တော်လက်နှိုးလာတယ်တဲ့ဥကောင်းတဲ့တကူလုံးချွေးတွေပြန်လို့တဲ့နိုင်ကိုကြည့်တော့တဲ့မနေ့၄နိုင်ထူပြီးတဲ့ ကျွန်တော်ကောင်းတဲ့ဆွေးကြံရတာကလူရီရဲ့အခြေအနေကိုအမအချင်းလိုက်အောင်မယ်ဆိုရဲစကားတဲ့အမနေကောင်းပါရဲ့လားဆိုပြီးတော့ကိုခင်မောင်စိုးကတင်လာခဲ့တော့တနိုင်းကလုံးတော့ပြည်သူတွေကကိုမေအောက်တယ်မှာသူတို့လေတော့ဆက်စုကြီးကိုအိမ်မဲမဲကြတာကိုပြောကြတော့သူတို့လေတော့ဆက်စုကြီးနော်ဝင်းရင်လျှောက်သွားနေသလားတည်ဆုံသွားပြီလားဆိုပြီးတော့လူရီစိတ်ထဲမှာတော့အရင်ကမှဆိုရင်တကြီးတဲ့ဘူပန်နေရပြီလေဖြစ်ပါတယ်မေစုပါအောင်ဖြစ်ပါစေနဲ့